ဇင်းငယ်ဟာအရှိန်တရင်ရဲ့တောက်တော်နေတဲ့တံမြေပြင်ရှိပြီးငရဲသားပြီးကိုငရဲထင်းနေရဒါနံလက်နဲ့ဒီနဲ့သပုတ်ရိုင်းနဲ့ထိုးပစ်နေတဲ့အတွက်ငရဲသားတွေရဲ့ခြေပြီးလက်ပြီးခေါင်းပြီးအပိုင်ပိုင်ပြတ်ဒါရီမကသေးဘူးတံမြေပြင်မှာအလူလူအလဲလဲခံစားနေရတဲ့ငရဲသားတွေကိုငရဲထင်းနေရကြီးမားတဲ့တန်တင်းပုတ်ပြီးနဲ့ အသာအေးအယူအကျိုးတွေကြီးမွတ်အောင်အတင်းထုံးနေပေါ့ဗျာအဲ့ဒါလူဒုက္ခတွေကြောင့်ပေသွားလဲအကုသို့မကုံမချင်းငရဲသာခန္ဓာအသစ်ပြန်ဖြစ်ဒုက္ခထက်ခံနဲ့မကြုံမချင်းအထက်တအဖမ်းမန်းဒုက္ခဆင်းရဲတွေခံစားစားရတာပေါ့ဗျာအေးကျင်းပိတ်ချောင်းကြီးဆိုတာကမြည်ရလူစီးနေတဲ့ငရဲမြစ်ကြီးပါငရဲမြစ်ကြီးမှာမီလီယံမီတောက်တွေတောက်လောင်နေပြီး အတော်ထက်တဲ့စူးတွေရှိတယ်။ကြာဘက်ကြီးရှိပါတယ်ဗျာ။အဲ့ဒီကြာဘက်အောက်မှာမီလီယံတွေတောက်နေတဲ့စာငံရေးတွေဟာအထက်ကိုစီးလိုက်အောက်ကိုစီးလိုက်ဖြစ်နေပြီးအထက်အမိုးမှာလည်းခရင်းကွက်လိုစူးထနေတဲ့ကြိမ်တွေတွေဖုံးနေပါလေ။အဲ့ဒီငရဲဝင်လာတာနဲ့ငရဲထိတ်တွေကတန်ခရင်းကွက်လေးတင်းပုတ်ပြီးဖုံးသွားတယ် ရိုက်မြက်တပ်ပုတ်ပြင်းမှန်းနှိမ့်ဆက်ကြော်ရပါမယ်အဲ့ဒါလူအငင်းစက်မခံနိုင်တဲ့ငရဲသားတွေကပြေးကြမယ်ဆိုရင်ခန္ဓာကိုယ်ကြီးမားတဲ့အခွင့်နဲ့ကြီးတွေကအတင်းလိုက်ဆွဲအဲ့ဒီအခါမှာမီလီယံကြီးတောက်လုံးကြီးပြီးစူးထနေတဲ့ဂျင်းဝင်တွေကိုကြာရောက်အဲ့ဒီကနေအောက်ထံကြီးနဲ့ပြန်ရောက်ညီလေးမရောက်ခင်မိတော့မီလီယံကြီးရဲ့အပူဒဏ်နဲ့စူးတွေကိုထိုးဆွလိုက် အသားတွေလည်းအပိမ့်မပြတ်အတလူးနေနေသူ့ကိုယ်ကမကုံမချင်းဒီဒုက္ခတွေအထက်ထအဖာမန်အပြံပြံအလဲလဲခံစားကြရအောင်ပါသူတစ်ပါးဥစ္စာခိုးယူမိပြီဆိုတာနဲ့အပင်ငရေကမလွှဲတော့ပါဘူးခံရမယ့်ငရေကတာပနငရေတာပနငရေမှလည်းကြောက်မဲ့ဖွယ်ကောင်းတယ်ငရေထိတ်အပြစ်ကြလာတဲ့ငရေသားတွေအာကြောင့်လေးမြ တန်ကြီးကြီးလို့သူကဒီဘက်ကနေဝိုင်းထိုးပြစ်ခတ်မုတ်ဆိုးကသားကောင်ဝိုင်းထိုးနေကြတယ်ပေါ့ဆက်ကြည့်မယ်ဆိုရင်လေလူခန္ဓာတော့ကြီးမားတယ်တွေးနဲ့ကြီးတယ်ကဘာလဲလဲဆက်ငရဲသားတွေကလည်းအခုလုံးမှာသိတန်ရဲရဲဖိတ်ရွက်နေအောက်ကိုကျွန်တော်ကြောက်တာပနငရဲဆိုတာတန်တကျင်ထိုးကားစင်တင်တတ်တယ်ပင်ရန်ကြီးပေါ့ဗျာနေမိဇက်တော်မှာနေမိမိကြီးက ငရဲ့ဘီနဲ့ယထာစီးပြီးသွားကြည့်လိုက်သူတော်ခိုးတဲ့သူများတာပနငရဲမှာအလင်းတကြီးကြီးတောက်လုံးလေးတဲ့လေးတွေများပြီးဓာတ်တွေလှန်တွေနဲ့ပြစ်ခတ်ထိုးသွင်းခံရတာတွေ့မြင်ခဲ့ရကြောင်းဖော်ပြထားပါလေလာဒီပါပဲမြတ်စွာဘုရားရှင်ဒီဟာစကြုပ်ပြီးဝေလူဝန်ကျောင်းတော်မှာတည်င်းတုံတော်မူစဉ်တာဝတိပြည်သားကုံတဲ့900ဟာတင်းမွနဲ့ခီးသွားကြတယ်အဲ့ဒါလို့ခီးသွားတဲ့အခါမှာ စမ်းကြဲတဲ့ဗိတ်မှာတစ်ခုမှာထမင်းအဝတ်မပါတဲ့နတ်သမီးကိုတွေ့တဲ့အခါမှာရှိကပြုဘူးခဲ့တဲ့ကံကိုမေးတဲ့အခါမှာနတ်သမီးကယဟန်တဘာကိုနှမ်းပတ်လှုပ်ခဲ့လို့ယခုအခါမှာနတ်သမီးဘုရားကိုရောက်လာပြီမဲ့သူတဘာရဲ့အဝတ်ပစိုးကိုခိုးယူမိခဲ့တဲ့အတွက်အခုလိုထမင်းအဝတ်မရသေးတဲ့ဘုရားရောက်နေရတာပါအဋိဏဒါနကံမကုံသေးလို့ငရဲမှလည်း နောက်ထပ်ခန်းစားရဦးမှာပါလို့ဖြေကြားခဲ့ပါတယ်။ဣတိယဇတ်တော်မှာဇေဒီယမင်းကကပိလယသိကိုမမမူသားစကားပြောတဲ့အတွက်အဝဇိရဲကမိကြောင့်ဒီရန်ကိုထလာပြီးဇေဒီယကိုအဝဇိကိုပို့ဆောင်သွားတယ်လို့ဇတ်တော်ကဆိုထားပါတယ်။ဟေးအဲ့ဒါလူပဲဗျ။ဘုရားဝင်မှာတရားရှင်ကိုလိုမြတ်ကြီးဟုတ်မတရားလိန်ညာပြောကြလာတယ် ဈေးဇမာနမိမကိုမူသားဆိုတဲ့အခါကျောင်းအဝစီငရဲကမိတော့မီလန်တို့တလာပြီးမဟာအဝစီငရဲထီအောင်ခေါ်ဆောင်သွားတဲ့တာတကတွေလည်းရှိပါလေမူသားစကားပြောသူများဟာတည်လုံပြီးတဲ့နောက်အဝစီငရဲကိုရောက်မိတော့မီလန်တို့ကျောင်းမှာဒုက္ခဆင်းရဲခံစားကြရပါဘူးအဝစီငရဲဆိုတာအောက်တန်မြေပြင်ကတောင်းပန်ထားနေတဲ့မိတော့မီလန်တို့ ယူဇနာတရားရှိတဲ့အထက်တန်အမိုးပြင်ထီအောင်လွင့်တက်နေပါလေအဲ့ဒါလို့အလျာတင်းကြီးကြီးတောက်လောင်းနေတဲ့ငရဲမိမြန်ကြီးကြပါငရဲသားဒီခင်ဗျာလွန်လန်းကမရှိသင်ရဲ့ဒုက္ခကြီးကြအခုဒီကမကုံမချင်းခံစားကြရပါပါဒါရင်မကသေးပါဘူးငရဲသားတွေငရဲထိတ်ကြီးကမိမြန်တောက်နေတဲ့မမြားချင်းနဲ့ရှာဦးဖောက်ပြီးစွန့်ငင်ကြတာလည်းရှိပါသေးတယ် ငရဲသားတွေခင်ဗျာဒီတန်တရဲရဲနဲ့အော်ဟစ်ခန်းစားကြရင်မိလျံကျမ်းမှာအလူးလူးအလိမ့်လိမ့်ပေါ့ဗျာဒေနာကြီးကောသလမင်းကြီးရဲ့မိဖုရားမေလိကဟာဘုရားရှင်နဲ့ယဟန္တာများကိုလွန်စွာကြည်ညိုပြီးအလူဒါနအရာမှာလဲပြောเสียမှာရှိအောင်တရားတရားထက်တယ်ဗျာဒါပေမဲ့တနေ့ရေချိုးအိမ်ဝင်ပြီးနောက်ကကပ္ပနာနဲ့ခွေးကြီးရ မိဖုရားရဲ့ကိုင်းညွတ်ထားတဲ့ကိုကိုမြင်ပြီးတော့ပေါင်းဖို့မိရမှာမိဖုရားကလည်းตายာသွားတဲ့အတွက်တည်တဲ့အခါမှာမထင်မှတ်ပဲကျူးလွန်မိတဲ့ကာမေတုမိစ္ဆာစာရကံကြောင့်အဝိဇ္ဇဉေမှာခုနှစ်ရက်တောင်ဆန်းသားပြရပရိသတ်နဲ့လည်းအဖြစ်ဖြစ်တတ်တယ်နော်သင်္ကတငရဲတို့လောဟကုန်ပြီးငရဲတို့ဆိုကာမေတုမိစ္ဆာစာရကံမှောက်မှားကျူးလွန်ကြတယ်များခံစားရတဲ့ငရဲပုံပါ သင်္ကတငရေဆိုတာပါအလင်းတကြီးကြီးတောက်တောင်ကြီးရဲ့တောင်ကြီးပြင်မှာငရေသာပြီးခင်ဗျာခါအထိမြင့်မြုံနေကြတဲ့လူရှာလူလည်းမရသွားလာလူလည်းမဖြစ်အဲ့ဒါလူတံမြေပြင်မှာမလုံမရှားနိုင်အောင်မြင့်မြုံနေတဲ့ကြားထဲမှာကြီးမားတဲ့တန်တော်ကြီးတွေတံမီလုံးကြီးတွေတန်ကလေးကိုအရက်လေးမြင်တာကလည်းနန်းကြည့်ဆက်ပြီးလူငရေသားတွေကိုသိပြီးကြည့်တော့အဲ့ဒါလူလည်းပဲ ဆရဲသားတွေအကုသို့ကမတုံမချင်းအစင်စင်မင်းကိုအနိစ္စရတာပေါ့ဗျာတော့ဘုံမင်းငရဲ့ဆူတာကတော့ကြီးရင်ပန်ရည်ဘူးပြည့်နေတယ်ရဲဦးကြီးကိုအရဲသားတွေအဲ့ဒီကြီးရင်တန်ရည်ဦးကြီးတဲ့မှာလက်သွားလိုက်ပေါ်လာလိုက်ခံစားနေလိုက်ကြရတယ်ဘောတလာမင်းကြီးဟာညအချိန်မှာမထေမှတ်ဖင်းနေဒုတနတော်ဆိုတဲ့ အော်တန်ကြီးကိုကြားလိုက်ရတဲ့အခါစိုးရင်ထိတ်လန့်ပြီးဘုရားရှင်ကိုအကျိုးကြောင့်ရှောက်တင်တဲ့အခါဘုရားရှင်ကစိုးရင်စရာမလိုတဲ့အကြောင်းကာမေတုမိစ္ဆာစာရတန်ကြောင့်လောဟကုန်းကြီးငရဲမှာဖန်ဆန်းနေရတဲ့တထေးသား၄ယောက်ငရဲဥရဲ့အဝအပေါ်ရောက်ချိန်မှာအော်ဟစ်တရိပ်ပြေးလိုက်တဲ့အတန်တွေပါလို့ရှင်းပြတော့ခဲ့ပါတယ်သူခဲ့ပါတယ်အဲ့ဒါနဲ့ပတ်သက်လို့နိမိဇတ်တော်မှာပေါ်ပြထားတာနိမိမင်းကြီးဟာ မြေပြေတော်ကြည့်ရတယ်။တံမြေပြင်မှာခါအထိနစ်နေပြီးရေးရဲတောက်နေတဲ့တန်တောင်တွေတံမီလုံးတွေနင်းကျိတ်ခန့်ရပြီးသွေးတန်တရေရဖြစ်နေမိမောင်တွေ့တော့ဩဘာကြောင့်ဒီလိုခံစားနေရပါသလဲလို့မေးတဲ့အခါမှာကာမေတုမိစ္ဆာစာရကံကြောင့်ကျူးလွန်မိခဲ့တဲ့အဖြစ်ကြောင့်မာလို့ပြန်ဖြေတဲ့ဗျာအဲ့ဒါနဲ့နေမီမင်းကြီးဟာချစ်ဆက်ခီးနေမြန်တော့ အလင်းသိရှင်ရှင်တောက်တော်နေတဲ့မင်းဦးထဲမှာစောက်ထိုးကြနေရောက်ကြောက်တွေ့ရခါဘာကြောင့်ဒီလိုအဖြစ်ဆုံးခံစားနေရပါဒလဲလို့နေမိမင်းကြီးကပြန်မေးတဲ့အခါကာမေသူမိစ္ဆာစာရကကျူးလွန်မိခဲ့လို့ပါတဲ့ကဲဗျာကာမေသူမိစ္ဆာစာရကရဲ့